မင်္ဂလာပါဒီနေ့ကတော့ချန်ပီယံလိညာချမ်းပဲဖြစ်ပါတယ်ဒီနေ့ချန်ပီယံလိညာချမ်းမှာပွဲကောင်းများစွာရှိတဲ့တဲ့ကနေပြီးတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးထားတဲ့အကောင်းဆုံးရွေးချယ်မှုပွဲတစ်ပွဲကိုကျွန်တော်တုံးသက်ပေးခြင်းပါတယ်အဲ့ပွဲစဉ်ကတော့ Galatasaray နဲ့ Liverpool ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဗာရွေးထားလဲဆိုတော့မပြောပြပေးခင်ဒီနေ့ညမှာကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ထားတဲ့အကောင်းဆုံးရွေးချယ်မှုနံပါတ်3ပွဲထွက်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ အကောင်းဆုံးရွေးရှင်မှုသုံးပွဲကိုစိတ်ဝင်သွားလို့ဝေယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာအောင်9000ကျက်နဲ့ Viber နံပါတ်3ညကို69888ခွန်3ခွန်3ညကိုဆက်သက်ပြီးတော့ဝေယူလို့ရပါပြီဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့အကောင်းဆုံးရွေးရှင်မှုတွေတစ်ပွဲဖြစ်တဲ့ပွဲစဉ်ကတော့ Liverpool နဲ့ Galatasaray ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာခုလက်ရှိ Liverpool က Galatasaray ကိုဝေးခွင့်နဲ့တလုံးတည် ဘူအောင်သိန်း380ရှုံးဆိုတော့ဈေးဖွင့်လေးပေးထားပါတယ်ဒီနှစ်သိန်းရကျွန်တော်တို့ရှေ့တပွဲမှာကန်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ဂလက်တာစတေးကအဝေးကွင်းမှာဖရန်ဘတ်လိုအသိန်းဝေါ်တော့5-1ဆိုတဲ့ရလနဲ့၅ဂိုးပြတ်ရှုံးနေခဲ့တာပါဒါကြောင့်ဖရန်ဘတ်လိုအသိန်းဝေါ်တော့၅ဂိုးပြတ်ရှုံးနေထားတဲ့ဂလက်တာစတေးကိုလီဗာပူးကအဝေးကွင်းမှာလုံးသွင်းတာနဲ့တည်ကြပြီးတော့နှစ်ဂိုးသွင်းတာနဲ့အပြေစားနေရပြီဆိုတဲ့ဇေဒန်တက်ကတော့ တော်တော်လေးနေတယ်လို့ကျွန်တော်တို့ယူဆပါတယ်လီဗာပူးကဖရန့်ဘတ်ထက်အများကြီးပိုကောင်းပြီးပိုသားတဲ့အသင်းမှာဒါကြောင့်လီဗာပူးအနေနဲ့ဒီထက်ပိုပြီးတော့ဈေးပေးသင့်တယ်လို့ဖရန့်ဘတ်လိုအသင်းကတော့ငါးခုပြတ်ထားတဲ့ဂလာတာစီးကိုဒီထက်ပိုပြီးတော့ဈေးကျော်ပေးသင့်တယ်လို့ကျွန်တော်တို့မြင်ပါတယ်လီဗာပူးကအဝေးခွင်းမှာတလုံးသေးရဖြန့်ပေးတာကြောင့်အိမ်ခွင်းမှာဆိုရင် တလုံးအရှုံးဖြန့်ပေးရမှာပါဒါဆိုရင်ဒီဈေးတန်းကဂလာတာစီးအတွက်လေဘာဘူးဖွင့်ပေးရတဲ့ဈေးတန်းကတော်တော်လေးနေတဲ့ဈေးတန်းတည်းလို့ကျွန်တော်တို့ ူးစားလို့ရပါပြီ။ဒါပြင်ဒီပွဲစဉ်မှာလီဗာပူးကជីကြနေတာ၅ဘွဲ့ဆက်ရှိနေပြီဖြစ်တာကြောင့်ဒီပွဲစဉ်မှာလီဗာပူးជីအောင်သင့်ပြီးဆိုပြီးတော့လီဗာပူးကို လိုက်နေကြတဲ့ထိုးသားတွေရှိနေပါတယ်။ဒါပြင်ဂရနာစရီနဲ့လီဗာပူးမှာထိုးသားအလုံးကလီဗာပူးကိုပဲစိတ်နေတတ်ကြမှာပါ။ဒီလိုအချိန်မှာလီဗာပူးရဲ့ဈေးကတကိုးတင်းတာနဲ့တည်ကြပြီးတော့နှလုံးသွင်းရတဲ့အပြေစားနေရပြီဆိုတော့ဒီစီကလီဗာပူးနေကြောင်ခေါ်တဲ့ဈေးတန်းတည့်ရလို့ကျွန်တော်ကတော့ယူဆပါတယ်။ ကနေဒါဆိုင်ရဲ့လူစင်းလူစင်းပိုင်းကိုကြည့်မယ်ဆိုရင်လေကနေဒါဆိုင်ကကျွန်တော်တို့ OCMAN GANDOGAN စာနေတော်ရဲရစားတဲ့ကစားသမားစုဖွဲ့မှုတွေအပြင်တူရကီလေးစင်ကစားသမားအများစုပါအသင်းမှာရှိနေရကြောင့်ဒီကနေဒါဆိုင်ရဲ့လူစင်းစုဖွဲ့မှုကလီဗာပူးကိုအိမ်ဝင်းမှာခံကစားနိုင်ဖို့လုံလောက်တဲ့လူစင်းကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ယူဆပါတယ်ဒီဂိုးပေါင်းသေးကိုကြည့်မယ်ဆိုရင်လေဘော်ဒီသေးတစ်လုံးတည်ရင်ပါ ဂိုးအောင်သိ380ရှုံးထိရှိနေတဲ့ဇေရန်တက်ကတော့ဂရန်နာစီဒီပွဲစဉ်မှာလီဗာပူးကိုဂိုးပြန်ရနိုင်ခြေရှိပါတယ်။ဒါကြောင့်ဂရန်နာစီသာတကူရခဲ့လို့ရှိရင်လီဗာပူးအနေနဲ့ဂရန်နာစီကို3ဂိုးသွင်းမှအပြေစားရမှာဖြစ်တာကြောင့်ဒီတူရကီမြေဂရန်နာစီအိမ်ပွဲမှာလီဗာပူးအနေနဲ့3ဂိုးသွင်းဖို့မဖြစ်နိုင်ဘူးလို့လည်းကျွန်တော်တို့မြင်ပါတယ်။ဒါပြင်ဂရန်နာစီကကျွန်တော်တို့ဒီအိမ်ပွဲလေးပွဲကစားဖို့ရှိရတဲ့နေရာမှာလီဗာပူးရဲ့ဘိုဒိုရဲ့ လဘဝူးရဲ့ဘိုးတို့ရဲ့ယူနီယံစိတ်ခွဲလိုက်ရဲ့အေဒီကိုရဲ့ဒါကြောင့်ဂလန်ဒါစတေးကအင်ကွန်း၄ပွဲကစားဖို့ရှိတဲ့နေရာမှာနှစ်ပွဲအပွဲကျက်နေပြီပေါ့နှစ်ပွဲသာပွဲချောင်နေပါတယ်ဒါမြင်ဂလန်ဒါစီးကကျွန်တော်ရှေ့ပွဲမှာဖရန့်ဘုတ်လိုအသင်းဦးတော့ဝေးခွင်းမှာငါးခုပြည့်ရှုံးထားခဲ့တာကြောင့်ဂလန်စီးကဝေးခွင်းအားနေတယ်ဆိုကျွန်တော်တို့သတ်မလို့ရပါတယ်ဂလန်စီးရဲ့ဝေးခွင်းပွဲရုံကြည့်မယ်ဆိုရင်မန်စီးဒီမိုနာကိုအေဂျက်စတဲ့၃သင်းနဲ့ ဂနာစီကအဝင်းဝင်းပွဲတွေရှင်းပြန်ကစားဖို့ရှိနေရကြောင်းမိုနာကိုနဲ့မန်စီးတီးပွဲကဂနာစီတဲ့ပွဲချက်တွေဖြစ်နေပြီးတော့အေဂျက်တက်ကအေဂျင့်နဲ့ပွဲကပွဲချောင်တယ်လို့ဆိုရအောင်လေဒီအဝင်းဝင်း၃ပွဲကဂနာစီတဲ့ခက်ခဲလာမဲ့ပွဲစဉ်တွေဖြစ်နေပါတယ်။ဒါကြောင့်ဂလာတာစတေးနေနဲ့ဒီချန်ပီယံလိမှာနောက်တစ်ဆင့်ကစားခြင်းနဲ့ဆိုရင်ဒီအိမ်ကွင်းပွဲစဉ်သူတို့ရဲ့အသက်ချက်ဖြစ်တဲ့အိမ်ကွင်းပွဲစဉ်တွေမှာအမတ်ရအောင်ယူထားနိုင်မှရပါပါ။ဒါကြောင့်ဒီအချိန်နေမှာလေဘာဦးပေးတဲ့ဈေးရလဲပြော့နေရကြောင့် ူရကီမြေဂလာဒါစီအိမ်ခွေးမှာတော့ဂလာဒါစီတို့လီဗာပူးဆီအနေနဲ့တေတမဲ့ရောင်းကိုယူသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်တကယ်လို့လီဗာပူးကိုနိုင်သွားရင်တော့ဂိုးမပြတ်ဘူးလို့လည်းကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီလီဗာပူးနဲ့ဂလာဒါစီပွဲတင်မှာကြေးအောင်တော့ကြီးအကောင်ဆုံးကျွန်တော်ရဲ့အကြိုက်ပွဲတင် ဖြစ်ဂလာဒါစီဘော်ဒီတစ်ချောင်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ယူဆချက်ကျွန်တော်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်အကိုတို့ရဲ့အမြင်အကိုတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း တို့ကိုမက်အောင်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ဒါပြင်ဒီနေ့ Champion League ပွဲကောင်းများစွာရှိရတဲ့နေပြီးတော့ကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ထားတဲ့အကောင်းဆုံး member ၃ဘွဲထွက်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှု၃ဘွဲကိုစိတ်ဝင်စွာလို့ဝယ်ယူခြင်းနဲ့အကိုတို့ကတော့ဒီနေ့တရက်စာကို9000ကျင်းနဲ့ Viber number 39 69888 9303ညောက်ဆက်ဆက်ပြီးတော့ဝယ်ယူလို့ရပါပြီ ဗိုင်ဘာနံပါတ်39ကို69888ခွန်3ခွန်3ညောက်ကိုဆက်သက်ပြီးတော့မမပွဲတွေကိုဝင်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော်ရဲ့ TikTok ဘိုင်ကိုလည်းမှာတင်ပေးထားပါတယ်ဒီညမှာကျွန်တော်တေချာလေးအချိန်ပေးဖို့စနစ်တကျလေ့လာပြီးမှရွေးချယ်ပေးထားတာကြောင့်ဒီညမှာမမပွဲလာရောက်ဝင်ယူတဲ့အကူတို့အားလုံးအဆင်ပြေအကျိုးရှိစေရမယ်လို့ကျွန်တော်အားမခံပါတယ်ဒါကြောင့်စိတ်ဝင်စားလို့မမပွဲဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သက်ပြီးတော့မမပွဲတွေကိုဝယ်ယူနိုင်ပါပြီ အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေဗျာကျွန်တော်ကတော့ Sam Tisor ကပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်